ပါတီရဲ့ရွေးချက်ကလူမျိုးကိုအခြေခံတဲ့ပြည်ထောင်စုဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ဖို့အတွက်ရည်ရွယ်ပြီးတော့တည်ထောင်တာပေါ့နော်လုပ်ငန်းဆောင်အနေနဲ့တော့ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေဟာချွတ်ချုံကျနေတဲ့အနေအထားမျိုးရခိုင်ပြည်နယ်ရဲ့ချွတ်ချုံကျနေတဲ့အနေအထားကိုရခိုင်မျိုးရှိပါတီအနေနဲ့တက်နိုင်ဆုံးစူးစမ်းပြီးတော့ ဆောင်ရွက်တော်ဖို့အတွက်ဒီပါတီကိုထောင်ရခြင်းဖြစ်တယ်။လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရဲ့အခင်းကျင်းဟာရွေးကောက်ပွဲနဲ့ရောက်လာတဲ့ဒီလွှတ်တော်နိုင်ငံရဲ့အခင်းကျင်းဟာမြန်မာနိုင်ငံရဲ့နိုင်ငံရဲ့အရွေးကိုထင်သလောက်မရွေ့နိုင်ဘူးမလှုပ်ရှားနိုင်ဘူးမဖန်တီးနိုင်ဘူးအဲ့အဲ့လိုမဖန်တီးနိုင်တာကြောင့်ဒေသရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေနောက်ကျနေမှုတွေကိုနိုင်ငံလွှတ်တော်နိုင်ငံရဲ့အရာ မဖြေရှင်းနိုင်ဘူးဆိုတာလွန်ခဲ့တဲ့9နှစ်ကတက်တည်ပြနေတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာမျိုးသားရေးကိုအခြေခံပြီးတော့ဒီကမျိုးသားပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုလုပ်ဖို့အတွက်ဒီပါတီကိုထောင်ရခြင်းဖြစ်တယ်။ကျွန်တော်တို့ ရခိုင်မျိုးရှိပါတီအနေနဲ့ရကောက်ပွဲမတိုင်ခင်မှာပြောရှင်တဲ့စကားကရကောက်ပွဲဟာပြည်နယ်ကိုကိုစားပြုတဲ့ပါတီတွေအနေနဲ့ပဲအနိုင်ရသင့်တယ်အဲ့ဒါကြောင့်မို့လို့ပြည်နယ်အခြေခံတဲ့ဟောပါတီတွေကိုပဲအဓိကပြည်နယ်ရဲ့ဒေသခံပြည်သူတွေတိုင်းရင်းသားတွေအနေနဲ့ကိုဒေသကိုကိုစားပြုတည်ထောင်တဲ့ပါတီတွေကိုပဲ အာယုံစိုက်ပြီးတော့အားပေးဖို့မေးပေးဖို့အဓိကပြောချင်တယ်